အာမင်ဘုရားရဲ့နာမကိုချီးမွမ်းပါတယ်ဒီချိန်နိုင်အတွက်ခင်ဗျားကိုချီးမွမ်းတယ်ခင်ရွှေရဲ့နာမကိုကျွန်တို့အယောက်စီတိုင်းလိုအပ်တယ်ဆိုတာကိုသဘောတူဝန်ခံရပါတယ်ဘုခင်ရှုကိုရောကိုချစ်ပါ၏ကိုရောကိုအချိန်တိုင်းလိုအပ်ပါ၏ကိုရောကိုတိုင်းစီစင်းမဲ့နှုတ်ပတ်တော်အတွက်ချီးမွမ်းပါ၏အာမင် ဒီဒီညဝီစုကပါလဲဆိုလို့ရှိရင်ဘယ်ကနေစမလဲဆိုရင်369ပါဘိမှန်တော်တိဆောက်ခြင်းအစမယ်ပေါ့နော်ဘိမှန်တော်တိဆောက်ခြင်းကစမယ်ဆိုတော့ရှေ့အရာလေးတွေကိုပြန်ဆင်ခြင်းတဲ့အခါမှာဘာလေးကိုတွေ့ရလဲဆိုရင်အစ္စရေလူမျိုးတွေကသူတို့မှာဖျားရှိတယ်ဆိုတာကိုသူတို့အယမ်းနဲ့ယုံနေသူတို့ဖျားကသူတို့ရဲ့ဘိုးဘေးတွေ အားဖြင့်ဆိုရင်သူတို့ကောင်းမြတ်ခြင်းကိုခံစားဘူးတယ်အတွေ့အကြုံဟောင်းအတိတ်ကခံစားရတဲ့တတ္တိခံချက်တွေရှိတဲ့အခါမှာသူတို့ကဘာဖြစ်လဲဆိုလို့ရှိရင်သူတို့ ਨੇ အတူဖျားရှိတယ်သူတို့အရာအားလုံးဖျားရှိတဲ့အတွက်ကြောင့်တိုက်ပွဲတွေတိုက်ရင်တော့နိုင်မယ်အဲသူတို့ကအဲ့လိုမျိုးယုံတယ်ပေါ့နော်ယုံတဲ့အခါမှာဆိုလို့ရှိရင်ဓမ္မရာဆိုရင်ပထမဆောင်ကိုရောက်တဲ့အခါမှာဣတရီလာအမျိုးသားတွေကဘုသူ့ကိုသွားတိုက်မှာလဲဆိုလို့ရှိရင်ဖိလိတိလူတွေကိုသွားတိုက် သွားတိုက်မဲ့အခါမှာဆိုလို့ရှိရင်ငါတို့မှာဖျားရှိတာပဲဟောနော်ဗဒင်ညင်တက်တာပေါ်မှာကိန်းဝတ်တယ်ငါတို့ဖျားငါတို့နဲ့အတူရှိဖို့ခေါ်ပြီးတော့သွားကြမယ်ဆိုပြီးတော့ပြင်ပြီးတော့သွားကြတယ်ဓမ္မရဆိုရင်ပထမဆောင်အခန်းကြီးလေးမှာပေါ့နော်အဲသူတို့ကဘာထင်လဲဆိုရင် is either either လာလူမျိုးတွေကဖီလီတီတက်ကိုတိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်သူတို့နိုင်မယ်လို့ယုံတယ်ဖျားကသူတို့ဘက်မှာရှိတယ်ပေါ့နော်ဒါကြောင့်မလို့သူတို့ကဘာလဲဆိုရင်တဲတော်ရှိရာရှိလို့ရှိလို့အရက်ကိုသူတို့ကသွားပြီးဗဒင်ညင်တက်တက်တာတဲထုတ်တာ အဲ့လိုထုတ်လာတဲ့အခါမှာဆိုရင် yprom ဖိတ်မေးအေးလီရဲ့တာနတဲ့ဟော့ပနီနဲ့ဖိနဟတ်တို့ကပါလာတာဖြစ်တယ်ပါလာတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီ isre တက်သေးကိုအဲ့ဒီဗရိညင်တက်တာကိုတဲဆောင်လာသူတို့ကဘာသွားတိုက်လဲဆိုလို့ရှိရင်ဖိလိတိလူတွေကိုသွားတိုက်တယ်သူတို့အချိန်မှာဗရိညင်တက်တာပါလာတယ်ဖျားပါလာတဲ့အခါမှာသူတို့တွေကယုံတယ် ဘုရားအနိုင်မှာနိုင်ပေးမှာဆိုပြီးတော့တို့ယုံနေအာတက်တယောနဲ့ကြဲကြဲလောင်းလောင်းနေအော်ဟစ်တဲ့အခါမှာအဲ့ဒီကြွေးကြော်တဲ့ဘသူတွေကကြားလဲဆိုဖိလိတိလူတွေကကြားပြီးတော့ဟာအစ္စရေလနဲ့တကူကြီးတဲ့ဘုရားကကြောက်ရွံ့စရာကောင်းနေဒါကြောင့်မလို့နေရိုးတဲ့ယောက်ျားအားနဲ့ပြင်းစွာခိတိုက်ဆိုတို့အမိန်ပြီးတဲ့အခါမှာဆိုလို့ရှိရင်အဲ့မှာဖိလိတိဖိလိတိလူတွေကဘာလုပ်လိုက်လဲဆိုလို့ရှိရင်ခိတိုက်ယောက်ျားအားနဲ့ခိတိုက်တဲ့အခါမှာတဲ့အဲ့ဒီနေ့မှာပဲ စစ် is e3 လာဘလောက်တည်သွားလဲဆိုလို့ရှိရင်ဒီမှာဆိုရင်3000တည်တယ်ဆိုတာလေးကိုတွေ့ရတယ်တနည်းချင်းမှာပဲအဲ့ဒီထဲမှာဆိုရင်3000တည်တယ်ပြီးတော့ဘာဘသူတည်သွားလဲဆိုလို့ရှိရင်ယစ်ပရဟိမင်းအေလီရဲ့တားနှစ်ယောက်ဖြစ်တယ်ခေါဖနီနဲ့ဖိနဟတ်တို့ပါတည်သွားတယ်ဆိုတာကိုတွေ့တဲ့အခါမှာသူဖခင်အေလီယာကြားတဲ့အခါမှာတဲ့ထိုင်ကုန်ပေါ်မှာထိုင်နေနဲ့နောက်ပြန်လန်ကြပြီးတော့ဗာလဲဇက်တူတည်တယ် အမစီပြင်းနေတာပြောတဲ့အခါမှာအလီယာနောက်ပါညောင်းလို့ဒီအဲ့တဲ့တင်းကိုကြားတဲ့အခါမှာဆိုလို့ရှိရင်သူ့အဖေအေးလီလည်းတည်တယ်နောက်ထပ်အေးလေးရဲ့ချွေးမကလည်းသူ့ယောက်ျားတည်တယ်သူ့ခင်မွန်းတည်တယ်ကြားတဲ့အခါမှာဆိုလို့ရှိရင် तू ကကိုဝင်အရင်အမာကြီးနဲ့ရှိအရင်အမာကြီးရဲ့ရှိရုပ်တရက်ဝန်းလာပြီးတော့ तू ကတားဖွားလိုက်တယ်အဲ့တားကိုဤခပုတ်ဖရားရဲ့ဘုံပြောက်တယ်ဆိုပြီးတော့အော်အနံမဲ့မိပြီးတာနဲ့ तू ကဘာဖြစ်သွားလဲဆိုရင်တည်သွားတယ်ပေါ့နော် အဲ့ဒီအချိန်ကစပြီးတော့ပရိညင်တဲတော်ထဲမှာရှိတဲ့ပရိညင်တစ်တာကိုလူတစုထုတ်သွားခြင်းတော့တဲတော်မှာဘုရားမရှိတော့ဘူးဖြစ်သွားတယ်။အဲ့ဒါနဲ့အဲ့ဒီတဲတော်ကဘယ်ကိုရောက်လာလဲဆိုလို့ရှိလို့ရှိရင်ဖိလိတိတပ်ထဲမှာပေါ့အဲ့ဒီပရိညင်တစ်တာကဘယ်မှာရောက်လဲဆိုဖိလိတိမြို့မှာဘယ်နှလကြာကြာသွားလဲဆိုရင်ဖိလိတိလူတွေကနိုင်သွားတဲ့အတွက်ကြောင့်ခုနှစ်လကြာတယ် ခုနလအဲ့ဒီဗရင်ရင်တက်တာဖိလိတိလူတွေနဲ့နေတဲ့အခါနေစင်ပါဆိုလို့ရှိရင်ပါလဲဆိုရင်မြင်းတရအနာတွေဖြစ်တယ်လူတွေဒဏ်ခတ်ခံရတဲ့အခါကျတော့အဲ့ဖိလိတိမြို့သားတွေကကြောက်ရွံ့လာတဲ့အခါမှာအဲ့ဒီဗရင်ရင်တက်တာကိုဘေးကိုသွားထားလိုက်လေဆိုလို့ရှိရင်ဗတ်ရှိမတ်မြို့ကိုမျက်နှလုံးခဲပြင်းနဲ့သွားထားလိုက်တယ်အာဗတ်ရှိမတ်မြို့သားတွေကလည်းဗရင်ရင်တက်တာအာကိုဆိုသူတို့ဝမ်းမြောက်တယ်ဝမ်းမြောက်စွာနဲ့သူတို့ကလက်ခံပြီးမလုပ်လဲဆိုရင်ဗရင်ရင်တက်တာတဲကိုသူတို့ကြိလိုက်တာနဲ့ ိတ်နေမှာဘယ်နှတောင်းတည်လဲဆိုရင်9000နဲ့80ဒဏ်ခတ်ပြီးတည်တယ်။အဲ့ဒါဆိုလို့ရှိရင်ပရိညင်တက်တာကတံပိုးလဲကြီးတယ်တကိုးလဲကြီးတယ်အချိုးပေးတယ်ဆိုတာဖျားရှိရင်အချိုးပေးတယ်ဆိုခံယူယုံကြည်ထားပေမဲ့သူတို့ရဲ့အတက်တာထဲမှာဆိုအမင်္ဂလာတည်ပြီးနဲ့ကြုံရတယ်ဆိုတာတွေ့တဲ့အခါမှာအဲ့ဒီချိန်မှာပရိညင်တက်တာကဘယ်ကိုရောက်လာလဲဆိုဘတ်ဘတ်ရှင်မမြို့သားတို့ကြည့်တဲ့အခါမှာလဲတည်သွားတဲ့အခါမှာသူတို့ကြောက်သွားတယ် ကြောက်သွားတဲ့အခါမှာဆိုသူတို့ဘာလုပ်လဲဆိုရင်ဓမ္မရာဆိုရင်ပထမဆောင်6ကိုရောက်တဲ့အခါမှာဆိုရင်သူတို့ကကီရရက်ယာရင်မြို့သားကိုခေါ်လိုက်တယ်ခေါ်ပြီးဘာလုပ်လိုက်လဲဆိုလို့ရှိရင်ဒီထဲမှာဆိုရင်ကီရရက်ယာရင်မြို့သားတို့ထံနဲ့လူကိုစီလို့ရဖိလိတိလူတို့ဒီထာဝရဖျားကြီးတစ်တာတော်ကိုတဖန်ပို့ကြပြီးတင်တို့လာ၍ဆောင်းသွားကြပါတော့ဟုမှားလိုက်၏ဖိလိတိမြို့မှာခုနလကြာတဲ့အခါမှာမြင်းတရိုက်နာလဲရှိတယ် လူများတန်ခတ်ခံရတယ်အဲ့ဒါနဲ့ဗတ်ရှိမန်မျိုးကိုသွားပို့တယ်ဗတ်ရှိမန်မျိုးကိုရောက်တဲ့အခါမှာဆိုရင်လေလူတွေကဝမ်းမြောက်တဲ့စိတ်နဲ့ပဲပြည်မြင်တက်တာသွားကြည့်တာဖြစ်တယ်ဒါပေမဲ့အဲ့မှာလူ9000တည်တယ်9000နဲ့80တန်ခတ်ခံရပြီးတည်တယ်အဲ့ဒါဆိုတော့သူတို့နည်းနည်းလန့်သွားပြီလန့်သွားတဲ့အခါမှာဓမ္မရာဆိုဓမ္မဆောင်အာခန်းကြီး6အငွေ21ရောက်တဲ့အခါမှာကြီးရက်ရာရင်မျိုးသားတွေကိုသူတို့ကခေါ်လိုက်တယ်လာလာလာ မင်းတို့ဗရိညင်တက်တာပြန်လာယူလို့ပြောတဲ့အခါမှာဆိုလို့ရှိရင်ဗရိညင်တက်တာကိုသူတို့ကသွားတည်တယ်သူတို့အဲ့ဒီအဲ့ဒီကီကီရရရာရင်မြို့သားတွေကဘာလဲဆိုကိုကျိုးမရှာဘုရားသခင်ခုတုံးမလုပ်ပဲဘုရားကိုလက်ခံနေအဲ့ဒီလူတစုအားဖြင့်မိသားစုတွေတမျိုးလုံးတွေကကောင်းကြီးခံစားရတာဘူးအမှတွေ့မြင်ရတယ်အဲ့ဒီအိမ်မှာဆိုလို့ရှိရင်အဲ့ဒီရဲ့အမိနတ်အိမ်မှာထားလိုက်တဲ့အခါမှာရာရင်မြို့သားတွေကလာတည်သွားပြီးအမိနတ်အိမ်မှာထားတဲ့အခါမှာ20 ရိညင်တက်တာကဣစရိအမျိုးသားတို့ ਨੇ အဲ့မှာနေပြီးတဲ့အခါမှာအဲ့မှာပရောဖက်အရှမွေလာရဲ့စကားကိုနားထောင်နေဖျားနဲ့လွဲမှာကိုယ်ခဲ့တဲ့မှုတွေကိုသူ့နောက်ဒါရတယ်နောက်ဒါရပြီးတော့ပါလဲသူကိုယ်ခဲ့လာတဲ့အခါမှာဖီလီတီကိုသူတို့ကပြန်တိုက်နိုင်နေဆုံရှုံသွားတဲ့မြို့တွေကိုပြန်ရလာတယ်အမောရီလူတွေနဲ့လည်းအတင်းတင်းဖြစ်လာတယ်အဲ့မှာဘာပေါ်လာလဲဆိုရင်ဖျားကိုကြောက်ရွံ့ကြည်ညိုတဲ့ဒါဝိတ်မင်းလည်းထွက်ပေါ်လာတာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် အမီနရတ်နိနေစေကြာပြီအဲ့တော့မှဒါဝိတ်ကမင်းဖြစ်လာတဲ့အခါမှာဆိုရင် तू ကဒါဝိတ်ကဣသရေလူမျိုး၁၂နွယ်လုံးရဲ့ဘရင်ဖြစ်လာတဲ့အခါမှာ तू ပါပါတတိယလဲဆိုရင် तू ကိုတိုးကြောင်းသားဘဝကနေဘရင်အဖြစ်ဘုရားကသူ့ကိုခေါ်ထုတ်ရွေးကောက်ဘိတ်သိပ်ပေးခြင်းကို तू တတိယသွားတယ်အာငါဘာမှမဟုတ်တဲ့အထဲကနေဘုရားကငါ့ကိုရွေးကောက်ဘိတ်သိပ်ပေးပြီးတော့ဘရင်ဖြစ်စေတယ်ဆိုတာကို तू တတိယသွားတဲ့အခါမှာဆိုလို့ရှိရင် तू ကအဲ့ဒီ အမိနဲ့ဓာတ်အိမ်မှာအနစ်20ထားထားတဲ့ပရင်းမြစ်တက်တာကိုသွားတဲ့မယ်သွားတဲ့မယ်သွားသွားယူမယ်ပေါ့နော်သွားတဲ့မယ်ဆိုပြီးအဲ့ဒီပရင်းမြစ်တက်တာသူကဖိလစ်တီလူတွေရဲ့ need to လဲနဲ့တည်လိုက်ရှေ့ကအင်္ဂါဝင်နေလဲစီစဉ်လဲနဲ့တည်လိုက်တဲ့လဲတည်လိုက်ဒီမဟုတ်ဖိလန်လူတွေနဲ့ထမ်းပြီးတော့ပရင်းမြစ်တက်တာကိုတည်ရတာဖြစ်တယ်ဒါကအမှဖိလစ်တီဒီအာပေးခြင်းတိလူတွေရဲ့ပုံစံ ဖျားနီးလန်းနဲ့မဟုတ်ပဲနဲ့တည်လိုက်တာမပရိညင်တလက်ကလှုပ်သွားတဲ့အခါမှာဩဇာကစိုးရိမ်ပြီးတော့လက်နဲ့ဖန်ကင်လိုက်တဲ့အခါမှာဩဇာလည်းပြီးသွားတဲ့အခါမှာအမဒါဝိတ်ကကြောက်သွားတယ်ကြောက်သွားပြီးတော့အဲ့ဒီပရိညင်တက်တာကိုဘယ်နေရာမှာထားခဲ့လဲဆိုရင်ဩဘဒီတုံရဲ့အိမ်မှာပရိညင်တက်တာကိုထားကထားလိုက်တယ်ပေါ့နော်ဩဘဒီတုံရဲ့အိမ်မှာပရိညင်တက်တာကိုထားတယ်တကယ်တော့ဒါဝိတ်နဲ့ဩဇာကစိတ်စီကျွန်တော်ကောင်းတယ်ဒါပေမဲ့သူတို့ကောင်းနေ ဖျားကိုတတိရတယ်ကောင်းစားလာတဲ့အချိန်မှာပရိညင်တက်တာကိုသွားတည်တာပဲဒါပေမဲ့ဖျားရဲ့နီလန်းနဲ့မဟုတ်တဲ့အခါမှာဖျားရဲ့လက်မခံတဲ့အခါမှာဩဇာတည်သွားတာကိုကြည့်တဲ့အခါမှာဒါဝိတ်ကဩဘတီတုံအိမ်မှာဘဏ္ဍာလကြာသွားလဲဆိုထားလိုက်တာ၃လကြာသွားတယ်၃လကြာသွားတဲ့အခါမှာအဲ့ဒီပရိညင်တက်တာကိုပြန်ပြီးတော့ဒါဝိတ်က ပြန်တည်လာတယ်ဘယ်ဟုတ်တည်လာလဲဆိုရင်ဒီမရာဇဝင်ကျုပ်တစ်ကိုရောက်သွားတဲ့အခါမှာ16မှာဆိုရင်ဒါဝိတ်ကသူ့မြို့ကိုတည်ဆောင်လာတယ်ဆိုတာကိုတွေ့ရတယ်အဲ့ဒီမှာဆိုရင်ဒါဝိတ်ကအဲ့ဒီတစ်တာကိုတည်လာတည်လာပြီးတော့ယေရုရှလင်မြို့ရဲ့အမြင့်ဆုံးနေရာမှာဒါဝိတ်ကတဲ့ရွေးပြီးတော့လိုက်ကာနဲ့တဲထိုးပြီးဗရင်ရှင်တစ်တာကိုတဲထဲမှာဒါဝိတ်ထားတယ်ထားပြီးတော့မိရှုရာရေမိတ္တဟာရေတီပူဆိုပြီးတော့ဖျားခင်ကိုချီးမွမ်းကိုးခဲ့တယ်အဲ့ဒါဆိုရင်ဗရင်ရှင်တစ်တာက အပြောင်းပြောင်းလဲလဲနဲ့ဘုသူရှင်လက်ထဲကိုရောက်လာပြီဆိုရင်ဒါဝိရဲ့လက်ထဲကိုရောက်လာဒါဝိကအမြင့်ယေရုရှလင်မြို့ရဲ့အမြင့်ဆုံးနေရာမှာကျွေးပြီးတော့ထားထားတယ်ပေါ့နော်အဲ့နေရာကိုရောက်လာတဲ့အခါမှာဒါဝိကသူကကြည့်ကြည့်တဲ့အခါမှာသူကဗာလဲဆိုရင်တစ်မွေရာဇဝင်ကျုပ်အာရာဇဝင်ကျုပ်ပထမဆုံးဆက်ခွန်ကိုရောက်တဲ့အခါမှာဖရာရဲ့ဗရင်ရှင်တက်တာကကြတော့တင်းနဲ့ထိုးပြီးတော့နေနေတယ်ငါကတော့တဲ့ တင့်မွေးနဲ့လှုပ်ထားတဲ့အိမ်မှာအဆင့်အမြင့်ခန်းခန်းနန်းနာအရွှေအရံလေးနဲ့သူထားထားတဲ့အရာကိုသူကမြင်ရတဲ့အခါမှာစိတ်မချမ်းသာဘူးမချမ်းသာတဲ့အတွက်ကြောင့်သူကဘာကြံလဲဆိုရင်ဖယားခင်သူကဘိမှန်တဆောင်ဆောက်မယ်ဆိုပြီးတော့သူကကြံစီတာဖြစ်တယ်ကြံစီတဲ့အခါမှာဆိုရင်တော့ဆုံးမဲ့အကြက်ရှိပေါ့ဖယားခင်ကပုံကနာစီပြီးတော့ထောက်ပြီးပြောစီကြံတယ်ဘိမှန်ဆောက်ကိုကြံနေတဲ့အကြံပေါ့ ော့ဖက်နာတန်ကိုစေလုပြီးတော့ဘုရားကဒါဝိဒ်ကိုရက်တန့်ခိုင်းတဲ့အခါမှာဒါဝိဒ်ကစကားကိုနားပြီးရက်တန့်နေဆိုတာတွေ့ရတယ်။ဘာဖြစ်လဲဆိုရင်အဲဓမ္မရာဆိုရင်ရာဆိုရင်ချုပ်22ရောက်တဲ့အခါဆိုရင်သူကဘာဖြစ်လဲဆိုတော့ဒါဝိဒ်ကိုဘုရားကမဆောက်ခံရနေတဲ့အိမ်ဘာလို့လဲဆိုတော့ သူ့လက်မှာသူအများကြီးစွန့်နေတဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့ဒီအကြောင်းအရာလဲပါတယ်ပေါ့နော်တကယ်တော့ဒါဝိတ်ရဲ့အသက်တာထဲမှာ तू ကခန်းခန်းနန်းနန်းနေထိုင်ရပြီမဲ့ဖခင်အတွက်ဗိမာန်ဆောက်ခြင်းနဲ့ဖခင်အတွက်လှုပ်ပေးခြင်းနဲ့သူစိတ်စေတနာအရန်ကောင်းတယ်ပေါ့နော်ဒါကိုဖခင်ကမြင်တဲ့အခါမှာသူ့ကိုစေဖခင်အတွက်လှုပ်ပေးခြင်းနဲ့ဆန္ဒကိုဖခင်ကအရင်မလှုပ်ခိုင်းဘဲနဲ့ပါလှုပ်ပေးလဲဆိုရင်ဒါဝိတ်အတွက်ဖခင်ကအရင်လှုပ်ပေးတယ်ဆိုတာကိုတွေ့မြင်ရတယ် အဲ့ဒီရှေ့ရပြီးခဲ့တဲ့အပတ်တုန်းကဆိုတွေ့မြင်ရတယ်တကယ်တော့ဖះကအာတဲနဲ့နေတာကိုသူစိတ်မချမ်းသာလို့မြေပေါ်မှာဖះနေရမဲ့တယ်ဖះရဲ့အိမ်မဲ့တယ်ဆိုတာကိုဖះရဲ့လိုအပ်ချက်ကို तू ကမြင်ပြီးတော့ဖះအတွက်လှုပ်ပြီးချင်တာဖြစ်တယ်ဒါပေမဲ့ဖះရဲ့လိုအပ်ချက်ကိုလိုအပ်မှုကိုတဲ့ဖះကအရန်ကောင်းမြတ်တဲ့ဖះဖြစ်တယ် သူကတဲ့ဖရားရဲ့လိုအပ်မှုထဲတဲ့လူဤလိုအပ်မှုအရင်ဦးဆုံးဖြည့်ပေးပြီးတော့လူကိုချစ်တယ်ဖရားဖြစ်တယ်တဲ့ဖရားကအဲ့လိုကောင်းမြတ်တယ်သူ့ကိုလှုပ်ပေးခြင်းနဲ့ဒါဝိရဲ့ဆန္ဒကိုမြင်တဲ့အခါမှာဖရားကလည်းမလိုအပ်ဘူးလားဆိုရင်လိုအပ်တယ်ဖရားကသူ့ရဲ့လိုအပ်မှုထဲဒါဝိရဲ့လိုအပ်မှုကိုအရင်ဆုံးဖြည့်ပေးခြင်းဒါကြောင့်မို့လို့ဒါဝိကိုသူကဘာလှုပ်ပေးလဲဆိုလို့ရှိရင်ငါအဲ့အတွက်ဗိမာန်တော်မဆောင်နဲ့ဆိုပြီးတော့ဘာပြောလဲဆိုရင်ဒါဝိကိုဆိုလို့ရှိရင်လေနေရန်သူတွေ နဲ့ Israel တို့ကိုယန်သူများမှာဆိုလို့ရှိရင်ယန်တင့်ရန်သူနဲ့ Israel တို့ရဲ့ယန်သူကိုဘုရားကပယ်ရှင်းပေးမယ်။တင့်ကိုငါဂုံတည်ပေးမယ်။မျိုးနွယ်ကိုထာဝရတည်စေမယ်။အာဘိုးဘီးတွေနဲ့နေအိပ်ပျော်ပြီးတော့နေရင်သွေးကနေတဆင်းနဲ့ငါချီးမြောက်မယ်။သူ့နိုင်ငံကိုတည်ဆောက်ပေးမယ်။သူ့ရဲ့ယာစာပလင်ကိုလည်းတည်စေမယ်။အာငါကသူ့ရဲ့အဖဖြစ်မယ်။သူကလည်းငါရဲ့သားဖြစ်မယ်။သူကဒုစရိုက်ကိုပြုလင်ကြိတ်လုံးနဲ့ဆုံးမမယ်ဆိုပြီးတော့ ဖုရားကဒါဝိကို အရင်ဦးဆုံးလုပ်ပေးတယ်ဖုရားကိုတဲ့ဟုံးလက်ဖုံးလက်မဖြစ်စေခြင်းပဲဖုရားအတွက်အိမ်တော်ဆောက်ခြင်းနဲ့ဒါဝိနဲ့တားဆင်ကြီးဆက်အတွက်ထာဝရအိမ်တော်ကိုဖုရားသခင်တိဆောက်ပေးသည်ကိုတွေ့ရတယ်တကယ်တော့ဒါဝိကဖုရားကိုဆောက်ပေးခြင်းတာဖြစ်တယ်ဖုရားရဲ့လိုအပ်ချက်ကို तू ကဖြည့်ပေးခြင်းတာဖြစ်တယ်ဒါပေမဲ့ဖုရားကအဲ့ဒါလက်မခံဘူးလူရဲ့လူအပ်ချက်ကိုအရင်ဖြည့်ပေးတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်တွေ့ရတဲ့အခါမှာဆိုရင်အဲ့ဒီမှာပြီးသွားပြီ ဒါဝိတ်ကဘာမလုပ်ရဘူးလဲဆိုရင်အိမ်ဆောက်ရဖျားနေတဲ့အိမ်တော့မဆောက်ရဘာဖြစ်လို့လဲဆိုဖျားကသူ့အแทးကထွက်လာမဲ့သူ့ရဲ့မျိုးစိလက်ထက်ကြမှာသူ့ရဲ့ဖျားရဲ့အိမ်တော်ကိုဆောက်ခွင့်ရမယ်ဆိုတာသူတိသွားတဲ့အခါမှာဝန်ခံသဘောတူတယ်ဝန်ခံသဘောတူတယ်ပေါ့နော်သဘောတူတယ်ပြီးတော့ဖျားကသူ့ထဲမှာဖြစ်ပေးတယ်တိဆောက်ပေးတဲ့အရာဒီကိုသူကလက်ခံနေရယူတယ်ဆိုတာကိုတွေ့ရတဲ့အခါမှာဒီနေ့အတူတကွမွေလောစားသုံးရမယ် 368ရဲ့အဆုံးရောက်သွားပြီးဘိမှန်တော်တိဆောက်ခြင်းဒါဝိလက်ထက်မှာဘုရားကဘိမှန်တော်တိမဆောက်ခိုင်းဘူးဒါပေမဲ့သူ့ရဲ့ရင်သွေးဖြစ်တဲ့ရှောလမုန်ရှောလမုန်ဒီထဲမှာဆိုဒါဝိဤရင်သွေးရှောလမုန်မင်းတည်တဲ့သူ့အားဘုရားခင်ပေးသည့်ဉာဏ်ပညာစွမ်းရည်တက်သည့်ဘုရားခင်ဤလူမျိုးတော်သူ့ဟာခင်ဒါဝိဘိမှန်တော်ဆောက်လုပ်ဖို့ရည်မှန်းချက်နဲ့အတူရွှေငွေများဖြင့်ဆိုပြီးတော့ကျွေးမွေးထားတာဖြစ်တယ်အဲ့ဒီမှာဆိုရင်ဒါဝိရဲ့ရင်သွေးရှောလမုန်က ူ့ကိုဖျားသခင်ပေးထားတဲ့ဉာဏ်ပညာစွမ်းရည်တက်သည့်ဖျားရဲ့လူမျိုးတော်ဆိုလမွန်ကသူ့ကိုဖျားပေးထားတဲ့စွမ်းရည်တက်သည့်နဲ့ကောသူ့အဖေဒါဝိထားခဲ့တယ်ဒီမှာဆိုရင်ကျွမ်းကျင်လှုပ်တာ၈တောင်းနဲ့ဦးစီးကွက်ပွဲတဲ့အရာရှိ၃တောင်း၃ထောင်တစ်မွေးများကိုခုတ်တီလှုပ်တာတသိန်းနဲ့ဘယ်နှစ်ဆောက်ရလဲဆိုရင်တဲ့ခုနှစ်ခွဲတိဆောက်မှဘေးမှန်တော့ကိုပြီးစီးတယ် ဒါဝိလက်ထက်မှာတိဆောက်ခွင့်မရပေမဲ့ဒါဝိကအများကြီးပြင်ဆင်ခဲ့တယ်ဆိုတာကိုတွေ့ရတယ်သူတားလက်ထက်မှာအာအစင်တင်ဆောက်လို့ရအောင်ဆိုပြီးတော့ဒီထဲမှာဆိုရင်1998ခုနှစ်ဇေနုံဖြင့်တွက်လင်းတဲ့ရှော်လမုန်မင်းတိဆောက်သည့်ဘိမှန်တော်သည်985ဘီလီယံဒေါ်လာတန်ဖိုးရှိသည်တဲ့ဒါဝိဤစေတနာဝန်တာဆန္ဒနှင့်ရည်ရွယ်ချက်ကိုသူတားရှော်လမုန်မင်းလက်ထက်ရောက်မှဖျားခင်လှုပ်ခွင့်ပေးပြီးဖြင့် ချစ်မြောက်အောင်မြင်ပြီးစီစေသည်တဲ့အာမင်တကယ်တော့ဒါဝိမင်းလက်ထက်မှာဘုရားကဆောက်ခွင့်မပေးတဲ့အခါမှာဒါဝိမဆောက်ဘူးမရမဆောက်ရဘူးပရောဖက်နာသန်အားဖြင့်ယက်လို့ပြောတဲ့အခါမှာဒါဝိကယက်လိုက်တယ်ဒါပေမဲ့ဒါဝိကအများကြီးစုဆောင်ထားတယ်ဆိုတာကိုတွေ့ရတယ်အဲ့ဒီမှာဆိုလို့ရှိရင်အာအရင်ဦးဆုံး ဖျားကဒါဝိတ်ကိုနိုင်ငံတည်စီတယ်ဒါဝိတ်ရဲ့တားဆင်မှုတွေဖျားဟိုစထာရအိမ်တော်ကိုဖျားကင်တိဆောက်ပေးတယ်ဒါဝိတ်အတွက်ဖျားလှုပ်ပေးတာကို အရင်ဆုံးဒါဝိတ်ကခံယူတယ်သူ့သားလက်ထက်ရောက်တဲ့အခါမှာဖျားရဲ့အိမ်တော်ကိုသူ့သားအပြင်ဆောက်ခွင့်ရတဲ့အခါမှာပြင်ဆင်ပေးထားတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီအရာတွေ ਨੇ အာရှောလမုန်မင်းကကြတော့ဖျားသူ့ကိုပေးထားတဲ့ဉာဏ်ပညာစွမ်းရည်တွေ ਨੇ ပေါင်းပြီးတော့ဘိမှန်တော်ကိုခုနှစ်နှစ်ခွဲအကြာဆောက်နော်ဆောက်တယ် အဲ့ဒီမှာဆိုပြီးစီးသွားတယ်အဲ့ဒီအဲမှာဆိုရင်တင်ငန်းစာအနေနဲ့ပါရလဲဆိုရင်ဖျားခင်ရဲ့အိမ်တော်ဆောက်ဖို့စေတနာရှိတဲ့ဒါဝဲဤတားဆင်ကြီးဆက်များနေဖို့တဲ့ထာရအိမ်တော်ကိုဖျားခင်တိဆောက်ပေးတယ်ဖျားကသူနေဖို့အိမ်ကိုမတီးတယ်ရှောလမုန်မင်းမတီးဆောက်ခင်ဒါဝဲရဲ့ဒါဝဲရဲ့တားဆင်ကြီးဆက်အတွက်ဖျားရဲ့အိမ်တော်ကိုဖျားကအရင်တိဆောက်ပေးတယ်ကိုတွေ့ရတယ် အဲ့ဒါကဒါဝိဒ်ဤစိတ်စေတနာကောင်းရှိုံလေးကိုဘုရားခင်မလိုချင်ပါတဲ့ဒါဝိဒ်နဲ့ရှိသောရွှေငွေကြီးကြောင်းမြတ်ရတနာအာနာလူအင်အားနဲ့တင့်မွေးဗိမှန်တော်ဆောက်လုပ်ပေးခြင်းတွေကိုလည်းဘုရားခင်မလိုချင်ပါတဲ့အတိတ်ပေကကျွန်ုပ်တို့ဤတဘာဝလူဇာတိကောင်းခြင်းမှန်ခြင်းဖြောင်းမှတ်ခြင်းဖြင့်ဘုရားခင်ကိုဆက်ကတ်ခြင်းအားဘုရားလက်မခံပါဒီတဲမှာပါအောင်ကျွေးမွေးထားလေဒါဝိမှာရှိတဲ့ရွှေငွေကြောင်းမြေရတနာနဲ့ဖျားပေးမဆောက် ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒါအတိတ်ပဲကတဘာဝလူဟောင်းအားဖြင့်ဖြောင်းမှမှန်ကန်ခြင်းနဲ့တကယ်ပဲကောင်းတဲ့အရာတွေနဲ့ဖျားကိုဆက်ကတ်ခြင်းကဖျားလက်မခံဘူးတဲ့ဒီထဲမှာဆိုရင်တင့်ရင်သွေးတင့်သားရှောလမုံအားဖြင့်ဘိမှန်တော်တိဆောက်ခြင်းကိုပဲဖျားလက်ခံပြီးဒါဝိရဲ့အတ္တတာကဆောက်ပေးတာကိုဖျားလက်မခံဘဲနဲ့ဒါဝိအထဲကထွက်လာတဲ့မျိုးစေ့သူ့ရင်သွေးရှောလမုံ အားဖြင့်ဆောက်တာကြတော့ဘုရားကလက်ခံနေဆိုတာကိုတွေ့ရတဲ့အခါမှာဒီနေ့ကျမတို့လူသားဆိုင်ရာကောင်းမြတ်ခြင်းတွေနဲ့ဘုရားခင်ကိုလှုပ်ပေးဖို့မစင်စားနဲ့လူသားဆိုင်ရာမှာရှိတဲ့သဘောတဘာဝကောင်းမြတ်ခြင်းဖြောင့်မတ်ခြင်းတွေနဲ့ဘုရားကိုလှုပ်ပေးခြင်းနဲ့လို့မစင်စားနဲ့ဘုရားလက်မခံဘုရားလက်ခံတာပါလဲဆိုသူကိုယ်တိုင်မျိုးစစ်ထည့်ထားတဲ့ကျွန်တို့အထက်ကခရစ်တော်အားဖြင့်ပဲဘုရားကလက်ခံ သူထည့်ပေးထားတဲ့မျိုးစေ့ကသူ့ကိုပြန်လှုပ်ပေးတာပဲသူလက်ခံနေဆိုတာလေးကိုတွေ့ရတဲ့အခါမှာသခင်ဖျားကိုချီးမွမ်းနေဒါကြောင့်မလို့ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာစင်ကျင်စရာရှိတယ်အဲ့ဒါပါလဲဆိုဒါဝိတ်လှုပ်ပေးခြင်းနဲ့ညာလုံးဝလက်မခံဘူးအဲ့ဒါပါလဲဆိုရင်ဇာတိကောင်းမြတ်ခြင်းနေလှုပ်တာကိုဖျားကလက်မခံဘူးရှောလမုန်မင်းကိုကြတော့လက်ခံတယ်ဒါဝိတ်ရဲ့အတွင်းထဲကထွက်လာတဲ့မျိုးစေ့ အဲဖျားပေးထားတဲ့အရာနဲ့ဖျားကိုပြန်ပြီးတော့ပေးတာဖျားကိုပြန်လုတ်ပေးတာပဲဖျားကလက်ခံနေဆိုတာတွေ့ရတဲ့အခါမှာဒီနေ့ကျမတို့ရဲ့အတ္တတာထဲမှာလူသားကောင်းမြတ်ခြင်းတွေနဲ့ဖျားကိုပြန်လုတ်ပေးဖို့အတွက်ဖျားကလက်မခံဘူးဘာကူပဲလက်ခံလဲဆိုရင်သူထည့်ပေးထားတဲ့မျိုးစီခရစ်တော်အားဖြင့်ထွက်ပေါ်လာတဲ့ကောင်းမြတ်ခြင်းတွေလှုပ်ဆောင်ခြင်းတွေကိုပဲဖျားကလက်ခံတယ်ဆိုတာကိုကြွမွေးထားတာဖြစ်တယ်ဒီအရာလေးအတွက်ခင်ဖျားကိုချီးမွမ်းတယ် ဖျားခင်ထံအနေပြီးတော့ရှောလမုံကသူရရှိတဲ့ပညာတွေစိတ်စေတနာတွေရွှေငွေကြောင့်မြတ်ရတနာတွေကိုဖျားခင်ထံပြန်ပေးခြင်းကိုပဲဖျားကလက်ခံတယ်ဆိုတာကိုတွေ့ရတဲ့အခါမှာယေရှုလည်းအဖဖျားထံမှာလက်ခံရရှိသည့်အသက်အသည့်အစွမ်းအခွင့်အာဏာနဲ့ဖျားစီခိုင်းတာကိုလုပ်သည်ဓမ္မောင်း၌တိဆောက်ဖြစ်ပျက်သည်သည်ဓမ္မတိ၌ကျွန်ုပ်တို့၏ဝိညာဉ်၌ဖြစ်ပျက်လာမည်အရေးကိုကြိုတင် ပုံရိပ်ပြနမူနာများဖြစ်သည်အာမင် သခင်ယေရှုကိုယ်တိုင်ကလည်းအဖဖျားထံမှာသူလက်ခံရရှိတဲ့အရာနဲ့ပဲအဖကိုပြန်ပေးတာအဖစီခိုင်းတာကိုပဲဖျားကလက်ခံတယ်သူကိုယ်တိုင်လည်းအဲ့လိုပဲလုပ်ခဲ့တယ်ဆိုတာလေးကိုကျမတို့ကိုကြွေးမွေးနေတာဖြစ်တယ်။တင်ငန်းစာကိုကိုရောက်တဲ့အခါမှာဆိုရင်ဖျားကိုပေးချင်သူအားတဲ့အရင်ဦးတဲ့သူ့အားဖျားခင်ပေးသည်အာမင်ဒါဝိတ်ကိုဖျားကဒါဝိတ်ကဖျားကိုဖျားရဲ့နေဖို့ဗိမ္မာန်တော်ကိုဒါဝိတ်ကဆောက်ချင်တာဖြစ်တယ်။ဒါပေမဲ့ဖျားကပြီးမဆောက်ဘူး။ အရင်ဦးဆုံးဒါဝိရဲ့တားဆင်မြေဆက်အိမ်တော်ကိုဘုရားကအရင်တိဆောက်ပေးလိုက်တာဒါကဘုရားကိုပေးဆက်ရှင်သူတို့အတွက်ဘုရားက အရင် ပေးတယ်ဆိုတာကိုဖော်ပြတာတွေ့တယ်ဘုရားကိုလက်ခံသူကိုတဲ့အရင်အူခရစ်တော်နိုင် သူ့ကိုဘုရားသခင်လက်ခံတယ်ကျွန်တို့တို့ကိုဘုရားကျွန်တို့တို့ကဘုရားကိုလက်ခံတယ်ဆိုတာဒုတိယလာတာ ဘုရားကကျွန်မတို့ကိုအရင်လက်ခံပေးဆိုတာလေးကိုလည်းမွေ့လို့ဝမ်းမြောက်ရတယ်။ဘုရားသခင်ကိုပေးခြင်းတော်သူအထဲ၌ယေရှုခရစ်၏စိတ်တော်နှင့်အရေးအချင်းများကိုဘုရားသခင်ကအရင် ဖြစ်ပေးပြီးမှဘုရားသခင်ထံမှအရင်ဖြစ်ပေးခြင်းကိုလက်ခံရရှိသူပေးတာကိုပဲဘုရားသခင်လက်ခံခြင်းဖြစ်သည်တဲ့။အာမင်။ဒီစာပိုက်လေးကအရင်မွေ့လို့ဝမ်းမြောက်ရတယ်။ဘုရားသခင်ကိုပေးခြင်းတဲ့သူထဲကို ျမတို့ကဘုရားသခင်ကိုပေးခြင်းနဲ့ဘုရားသခင်အတွက်ဆက်ကပ်ခြင်းနဲ့ဘုရားသခင်အတွက်လှုပ်ပေးခြင်းနဲ့ဆန္ဒရှိတယ်ဆိုရင်အဲ့ဆန္ဒရှိတဲ့သူကိုယေရှုခရစ်ရဲ့စိတ်တဘောနဲ့အခြေအချင်းတွေကိုဘုရားသခင်ကအရင်ဖြစ်ထည့်ပေးတယ်။အဲ့ဒီဖြစ်တဲ့ခြင်းကိုလက်ခံရရှိပြီဆိုလို့ရှိရင်အဲ့ဒီလက်ခံရရှိသူကဘုရားဖြစ်ထည့်ပေးထားတဲ့အရာတွေနဲ့ပဲဘုရားကိုပြန်ပေးတာကိုဘုရားလက်ခံတယ်ဆိုတာကိုမွေလော်ဝမ်းမြောက်ရတဲ့အခါမှာကျမတို့တတိပြုဆင်ကျင်စရာ ရှိတယ်အဲ့ဒါပါလဲဆို ဖះကဘာပဲလက်ခံတယ်ဆိုလို့ရှိရင် तू ထည့်ပေးထားတဲ့အရာကိုပဲ तू ကသူ့ကိုပြန်ပေးတာကိုလက်ခံတယ်ကျမတို့ရဲ့ကောင်းမြတ်ခြင်းတွေနဲ့ပေးတာကို तू လက်မခံဘူးဒါကြောင့်မို့လို့ကျမတို့ကဖះကိုပေးခြင်းနဲ့ဆိုအရင်ဆုံးဘာလုပ်ရမှာလဲဆိုရင်ကျမတို့အထဲမှာယေရှုခရစ်ရဲ့စိတ်တော်အရေးချင်းများကိုဖះသခင်ကဖြည့်ပေးနေတယ်ဆိုတာကို ကျမတို့ကအရင်ဆုံးလက်ခံရယူတတ်ဖို့အဲ့လိုလက်ခံရယူမှသာလေဖះကိုပြန်ပေးတယ် ဖျားပေးတဲ့အရာတွေကိုဖျားကိုပြန်ပေးမှာဖျားကလက်ခံတယ်ဖျားချံမှာလက်ခံရရှိတော်သူသားတဲ့ဖျားအားပေးစရာရှိသည် အခြားလူများကိုလည်းပေးစရာရှိသည်အာမင်ဖျားကိုလက်ခံရရှိတဲ့သူဖျားထံမှာအရာအလုံးခရစ်တော်ရဲ့စိတ်တော်အရေးအချင်းတွေအဲ့လိုမျိုးလက်ခံရရှိထားတဲ့သူပါတဲ့ဘု து ကိုပေးစရာရှိလဲဖျားကိုပေးစရာရှိ တခြားသူကိုလည်းပေးစရာရှိတယ်ဒီနေ့တင်တဲ့ကျွန်ုပ်ရဲ့အသက်တာထဲမှာ ဘုရားကိုပေးခြင်းလားအရင်ဆုံးဘုရားထံမှာဘုရားပေးတဲ့အရာကိုလက်ခံထားရပါအဲ့ဒါဆိုရင်ကျမတို့ကဘုရားပေးတဲ့အရာနဲ့ဘုရားကိုပြန်ပေးနိုင်တယ်လို့တခြားသူကလည်းပေးစီရှိတယ်ဘုရားထံကလက်ခံရမှာဆိုလို့ရှိရင်ကျမတို့ဘာပြန်ပြေးဘုရားမယူလက်မခံ သူပေးထားတာကိုပဲဘုရားကယူတဲ့အတွက်ကြောင့်သူပေးထားတာနဲ့ပဲဘုရားကပြန်လက်ခံတဲ့အတွက်ကြောင့်သူ့ကိုပေးခြင်းနဲ့ဆိုရင်အရင်ဆုံးဘုရားပေးတာကိုကျွန်မတို့လက်ခံရယူပါအဲ့ဒီဘုရားပေးတာနဲ့ပဲဘုရားကိုလည်းပြန်ပေးနိုင်တယ်လို့တခြားသူအားလည်းပေးစရာရှိဖို့ဖြစ်လာတာဖြစ်တယ်။ဒါကြောင့်အင်္ဂါဝင်အယောက်စီတိုင်းရဲ့အတ္တတာထဲမှာဆိုရင်ကိုကဘုရားကိုပေးခြင်းနဲ့ဆိုတဲ့စိတ်သဘောရှိလို့ရှင်အရင်ဆုံးလေငါကဘုရားချင်းကိုပေးခြင်းလိုက်တာစက္ကတ်ခြင်းလိုက်တာဆိုလို့ရှင်စဉ်းစားပါဘုရားက သူအရင်ဖြစ်ထက်ပေးတာကိုသဘောတူလက်ခံမှသူဖြစ်ထက်ပေးတာကိုပြန်ပြီးတော့ပေးမှလက်ခံတယ်ဆိုတာမြင်တိုင်းအယောက်စီတိုင်းဖျားထံမှအရင် ဖြစ်ပေးတာကိုလက်ခံရယူတဲ့သူဖြစ်ဖို့လိုတယ်ဒီရာလေးအတွက်သင်ဖျားကိုချီးမွမ်းတယ် မိမိအီးတဲ့စိတ်နှလုံးနဲ့ကိုယ်အင်္ကာအားလုံးမှတဆင်ဘုရားခင်ကိုအသက်ရှင်လှုပ်ဆောင်ခွင့်ပေးလင်ခရစ်တော်ဤပါရမီစီးထွက်ခြင်းရှိတော်သည်ကျွန်ုပ်တို့ဤဝิญဉ်စိတ်ခန္ဓာ၌ဘုရားခင်ဖြစ်ပေးနေသည့်ဘုရားခင်ဤဂုဏ်ရည်များသည်ကျွန်ုပ်တို့မှတဆင်အခြားလူထဲစီးသွားယုံသာမကမိမိ၌လည်းဖြစ်တည်ပြည့်စုံကြံရှိခဲ့သည်အာမင်တဲ့ကျမတို့ရဲ့စိတ်နှလုံးကိုယ်အင်္ကာအားလုံးကနေတဲ့ဘုရားကိုအသက်ရှင်ခွင့်လောက်စာလောက်ဆောင်ခွင့်ပေးတယ်ဆိုလို့ရှိရင် ခရစ်တော်ရဲ့ပါရမီတွေစီးထွက်ခြင်းရှိတယ်။ပြီးတော့ကျမတို့ရဲ့ဝိညာဉ်စိတ်ခန္ဓာကိုလည်းဘုရားကဖြည့်ထည့်ပေးတယ်။ကျမတို့ထဲမှာဖြစ်တည်ပြည့်စုံရမကဘုရားရဲ့ဖြစ်ခြင်းတွေဖြစ်တည်ပြည့်စုံမကတခြားသူကိုလည်းစီးစီးမျောနိုင်တယ်ဆိုတာလေးကိုအော်ခံစားရတယ်။ဒါကြောင့်ပြောပြနေတာဖြစ်တယ်။ဒါကြောင့်အင်္ဂါဝင်အရောက်စီတိုင်းဘာတိဖို့လိုလဲဆိုရင်ကျမတို့ဘုရားကိုပေးခြင်းနဲ့ဆိုလို့ရှိရင်အရင်ဆုံးဘုရားထံမှာဖြည့်ထည့်ပေးခြင်းကိုသဘောတူရယူပါ။ ဘာဖြစ်လို့လဲဆိုဖျားခံမှသဘောတူရယူထားမှဖျားရဲ့စိတ်သဘောအရေးအချင်းပါရမီတွေကိုကျွန်တော်တို့ကဖြည့်ထက်ခံမှကျွန်တော်တို့ထဲမှာဖြစ်တည်တယ်လို့အဲ့ဒါနဲ့ပဲဖျားကိုပြန်ပေးတာဖျားပေးတဲ့အရာနဲ့ပဲဖျားကိုပြန်ပေးတာ ਨੇ ဖျားပေးတဲ့အရာနဲ့တခြားသူကိုလည်းပေးနိုင်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတေချာပေါ့ဖျားကအရင်ဖြည့်ထက်ပေးတာကိုလက်ခံရယူဖို့လိုတယ်ဘာဖြစ်ဆိုဒါဝိတ်နေဖျားကိုအိမ်ဆောက်ပေးတာပေးချင်တာဖျားအရင်လက်မခံ အရင်ဘုရားသူ့ကိုမလုပ်ဘူးသူ့အတွက်ဘုရားကဂတိတွေနားစွာပေးပြီးတော့သူ့ရဲ့တားဆင်မြည်ဆက်ထာရတီနဲ့အိမ်ကိုသူကအရင်ဆုံးတိဆောက်ပေးတာတွေ့ရတဲ့အခါမှာဒါဝေးကအဲ့ဒါကိုလက်ခံရယူလို့ကျမတို့ရဲ့အသက်တာထဲမှာအရင်ဆုံးဘုရားဖြစ်ပေးခြင်းကိုလက်ခံရယူဖို့လိုတယ်မိမိအားဖြင့်တခြားလူ၌ပြည်လေသွားရလိမ့်နဲ့မိမိ၌တစ်ဆိုးချုပ်တွေ့သည့်ပြဿနာလည်းပြည်လေသွားတယ်မိမိအားဖြင့်တခြားလူပြည်လေသွားတဲ့ဆိုရင်ကိုလည်းပြည်လေသွားတာ ို့အဖြစ်တခြားလူကြမ်းမာခြင်းရတာဆိုလို့ရှိလို့ရှိရင်လည်းကိုယ်လည်းကြမ်းမာခြင်းအကျိုးကိုခံစားရတာဖြစ်တယ်။မိမိအားဖြင့်တခြားလူအောင်မြင်မှုရတာဆိုလို့ရှိရင်လည်းတဲ့မိမိနိုင်လည်းအောင်မြင်ချိုးအကျိုးရလက်ကဖြစ်တည်ပြေဆုံးလာတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာအရန်အရေးကြီးတယ်။ဖခင်ရဲ့ဖြစ်တဲ့ခြင်းကိုခံမှတခြားလူကိုပေးစရာရှိတာဖြစ်တယ်။ဒါကြောင့်မလို့အရင်ဦးဆုံးကျွန်တော်တို့ဖြစ်တဲ့ခံဖို့ပဲပြသစကားတို့လေဆိုတာကိုခံရရတယ်။ ဆာမျက်နှာတော့ခမစင်းနေမှာအဲ့ဒီပုံလေးအရန်ကောင်းနေပြတ်တိအတဆန်းကြီးပေးတာကိုလက်ခံပါတဲ့ပြည့်ကြရှိပြီအာမင်ဖခင်ရဲ့အတဆန်းကြီးဖခင်ပေးတာကိုလက်ခံမှာဖခင်ကိုလည်းပေးစရာရှိတယ်လို့တခြားသူကိုလည်းပေးစရာရှိတာဖြစ်တယ်ဒါကြောင့်ဒီနေ့အင်္ဂါဝင်အရောက်စီတိုင်းကိုကဖះစီကလက်ခံရယူထားမှတခြားသူကိုပေးစရာရှိတယ်။ဖះကိုလည်းပေးတာဖះလက်ခံတယ်။ ဒါလေးကြဒါကြောင့်မလို့တေချာပေါက်ကဒီနေ့ဝင်းကကျွမှုထဲမှာဆိုလို့ရှင်ကျမတို့ကအရင်ဦးဆုံးဖျားပေးတာဖျားဖြစ်ပေးနေတာကိုသဘောတူလက်ခံရယူဖို့ရှိတယ်အဲ့ဒါလေးကိုကျွမှုချင်းခန်းစားရတယ်မိမိအားဖြင့်ဖျားခင်ရဲ့ရည်ရွယ်ချက်များများဖြစ်မြောက်လေလေမိမိအထဲ၌များများတည်ရှိဖြစ်တည်ခြင်းရှိလာလေဖြစ်သည်အာမင်ဒီနေ့ကျမတို့ဖျားကို များများဘလောက်ဖြစ်ထက်ခံလဲကျမတို့အထဲမှာဖျားရဲ့ရည်ရွယ်ချက်ဘလောက်ဖြစ်မြောက်လဲ အဲ့ဒီဖြစ်မြောက်တဲ့အတိုင်းမိမိအထဲမှာလည်းဖြစ်တည်တည်ရှိလာတာအဲ့ဒါကိုခံစားရတာဖြစ်တယ် AD 30နိုင်တဲ့ယေရှုအသေးခံတော့ယေရှုနဲ့အတူတည်သူများယေရှုမြုံနံခံတော့ယေရှုနဲ့အတူမြုံနံခံသူများယေတည်ခြင်းမှယေရှုပြန်ရှင်တော့ယေရှုနဲ့အတူပြန်ရှင်သူများသည်လူသစ်တူတဲ့တလုံးတကူတဲ့ဖျားခင်ဤအိမ်တော်အစင်မှဖြစ်လာသည်အာမင်ဒီနေ့ခင်ယေရှုအသေးခံတဲ့အခါမှာယေရှုနဲ့အသေးခံတယ် ်ကေရှုမြုပ်နဲ့ခံလဲငါလဲခရစ်တော်နဲ့အမှုနဲ့ခံတယ်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်တဲ့အခါမှာငါလဲယေရှုနဲ့အတူ ရှင်ပြန်ထမြောက်တဲ့သူပါလူသစ်တူတဲ့တလုံးတကူတဲ့ဖျားခင်ရဲ့အိမ်တော်အစ်စင်မှဖြစ်လာတယ်တဲ့အာအာမင်ဒီတော့ခင်ဖျားကိုချီးမွမ်းတယ်ဒါကြောင့်ယေရှုခရစ်ကိုလက်ခံတဲ့ကျွန်တို့အယောက်စီတိုင်းကိုတဲ့ဖျားကဘာလုပ်နေလဲယေရှုခရစ်ရဲ့စိတ်တော်ဂုဏ်ကြီးပါရမီဖြည့်ပေးခြင်းကို ဖျားခင်ထံမှာကျွန်ုပ်တို့လက်ခံရရှိပြီးနောက်တဦးနဲ့တဦးအပြတ်အလန့်တိဆောက်ခြင်းဖြင့်မိမိကိုယ်ကိုယ်သာမကမိမိတို့၌ရှိသမျှဖျားခင်ထံပြန်ပေးအပ်လေဖျားခင်၏ဂုဏ်ရည်ပါရမီပုံဆောင်လာသည့်ရှင်ငွေများဖြင့်ယေရှုခရစ်၏ခန္ဓာကိုယ်အသင်းတော်ဖြစ်တည်လာသည်အာမင်ဒီနေ့အင်္ဂါဝင်အရောက်စီတိုင်းကိုကျွေးမွေးတာကပါလဲဆိုရင်အရင်ဆုံး ကျမတို့အထဲမှာယေရှုခရစ်ရဲ့စိတ်ဘောဂုံကြီးပါရမီကိုဘုရားကဖြည့်ထည့်ပေးနေတယ်။အယောက်စီတိုင်းတူတူကဖြည့်ထည့်ခံတယ်ဆိုလို့ရှိရင်အဲ့တူတူချင်းလက်ခံရ ဖခင်ရဲ့ဖြစ်တဲ့ခြင်းကိုလက်ခံရယူခြင်းနဲ့တူတူကအပြန်လန်တိဆောက်ခြင်းဖြစ်ဆိုလို့ရှိရင်မိမိကိုယ်သာမကတဲ့မိမိတို့၌ရှိတဲ့ဖခင်ထံကိုလည်းပြန်ပေးလို့ရတဲ့ဂုဏ်ကြီးတွေပါတယ်အဲ့ဒါယေရှုခရစ်ရဲ့ခန္ဓာကိုယ်အသင်းတော်ဖြစ်တည်လာတာကိုကြွေးမွေးထားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီအတွက်ခင်ဖျားကိုချီးမွမ်းနဲ့ဖခင်ကိုပေးခြင်းနဲ့ဆိုရင်အရင်ဆုံးဖခင်ပေးတာကိုကျမတို့ကလက်ခံရယူမှာဖြစ်တယ်အရင်ဆုံးကိုလက်ခံရယူမှာဖခင်ပေးတာပဲဖခင်ဖခင်ပေးတာကိုဖခင်ကိုပြန်ပေးတာပဲဖခင်ကလက်ခံတယ်လို့ ဖះပေးတာနဲ့တခြားလူကိုပေးနိုင်မှာဖြစ်တယ်။ဖះရဲ့ဖြစ်ပေးခြင်းကိုကျွန်တော်တို့မခံယူထားဘူးဆိုရင်ဖះကိုလည်းပေးစရာမရှိဘူးသူတစ်ပါးကိုလည်းပေးစရာမရှိဘူးပေးခြင်းနဲ့ပေးခြင်းနဲ့ပြောတာအချောင်တာပဲဖြစ်တာဖြစ်တယ်။ဒါကြောင့်အယူအဆအယောက်စီတိုင်းရဲ့အတ္တတာထဲမှာဖះဖြစ်ထည့်ပေးတာကိုခံယူဖို့မိမိကိုယ်ကိုစင်ကျင်သုံးသပ်ပါဘူးเนาะဒီအရာလေးကိုချီးမွမ်းခြင်းခံရရတယ်။ ချီးမွမ်းပါတယ်ယေရှုခရစ်ကိုလက်ခံသူဤဝိညာဉ်သည်အသက်သစ်ဖြင့်ပြန်ရှင်ပြီးအတိများစွာစပွားလာသည်ယေရှုခရစ်သည်မျိုးစစ်ဖြစ်သည်ယိုကျဲသူလည်းဖြစ်သည်ယေရှုခရစ်သည်ပြီးဆောက်သူလည်းဖြစ်သည်အာမင်အမှန်နှစ်ခုကြည့်မိတာယေရှုခရစ်ကမျိုးစစ်ဖြစ်တယ်ယိုကျဲသူလည်းဖြစ်ပြီးတော့တိဆောက်သူလည်းဖြစ်တယ်ဆိုတာကိုကြွေးမွေးထားတယ်မျိုးစစ်ဘယ်ကိုကျဲလဲဆိုလို့ရှိရင်မိမိကိုယ်ကိုအကျွမ်းမဲ့ယေရှုခရစ်တံပေးအပ်သူဤဝိညာဉ်စိတ်ကိုအင်္ကာမတဆင့် ခရစ်တော်မျိုးစေ့ကျဲသည်အာမင်ယေရှုခရစ်တော်ကမျိုးစေ့လည်းဖြစ်တယ်မျိုးစေ့ကျဲသူရှိတယ်ဘယ်ကိုကျဲနေလဲဆိုရင်မိမိကိုယ်ကိုအကျွမ်းမဲ့ယေရှုခရစ်ကယေရှုခရစ်ကိုပေးအပ်တဲ့သူရဲ့ဝိညာဉ်စိတ်ကိုအင်္ကာများကတဆင့်ခရစ်တော်ကမျိုးစေ့ကျဲတယ်ဒါကြောင့်မိမိကိုယ်ကိုအကျွမ်းမဲ့ယေရှုခရစ်တန်ပေးအပ်တော်သူဖြစ်ဖို့လိုတယ်အပေးအပ်တော်သူဖြစ်မှအဲ့ဒီလူရဲ့ဝိညာဉ်စိတ်ခန္ဓာထဲမှာခရစ်တော်ကမျိုးကျဲတာဖြစ်တယ် ဒါကြောင့်ကျမတို့ကဒီအရာအတွက်သခင်ပြားကိုချီးမွမ်းနေအရောက်စီတိုင်းမိမိကိုယ်ကိုအကျွင်းမဲ့ခရစ်တော်ထံပေးအပ်သူသူဖြစ်ဖို့လိုတယ်။နောက်တစ်ခုကကြတော့အဖဖရားရဲ့အိမ်တော်ကိုလည်းခရစ်တော်တည်ဆောက်နေတယ်။တည်ဆောက်ခြင်းနဲ့ပတ်သက်ပြီးမိမိကိုယ်ကိုအကျွင်းမဲ့ယေရှုခရစ်တံပေးအပ်သူဤဝိညာဉ်စိတ်အင်္ကာများမှတဆင့်အဖဖရားဤအိမ်တော်ကိုဤကဘာမြေပေါ်၌ခရစ်တော်တည်ဆောက်နေသည်။နောက်တဆင့်ကပါလဲဆိုရင်တည်ဆောက်ခြင်းနဲ့ပတ်သက်လို့ရှိရင်မိမိကိုယ်ကိုအကျွင်းမဲ့ယေရှုခရစ်တံပေးအပ်တဲ့သူရဲ့ ဝိညာဉ်စိတ်ကိုအင်္ကာကတဆင့်အဖဖရားရဲ့အင်တော်ကိုဤကဘာမြေပေါ်၌ပြီးဆောင်နေပထမတဆင့်ကကြတော့မိမိကိုယ်ကို အကျွင့်မဲ့ယေရှုခရစ်တန်ပေးအပ်လို့ရှိရင်အဲ့ဒီဝိညာဉ်စိတ်ခန္ဓာတဲ့ကိုပေးအပ်သူရဲ့ဝိညာဉ်စိတ်ကိုအင်္ကာတဲ့ကိုယေရှုခရစ်တော်ကမျိုးစိတ်ကျဲတာမျိုးစိတ်ကျဲတဲ့အပြင်မှာပြင်ကိုဘာလို့လဲဆိုမိမိကိုယ်ကိုအကျွင့်မဲ့ယေရှုခရစ်တန်ပေးအပ်တဲ့သူဆိုလို့ရှိရင်အဲ့ဒီရဲ့အဲ့ဒီသူရဲ့ဝိညာဉ်စိတ်ကိုအင်္ကာကနေတဆင့်တဆင့်ဖျားသခင်က ဤကဘာမြေပေါ်မှာဖျားခင်ရဲ့အိမ်တော်ကိုခရစ်တော်ကတည်ဆောက်နေတယ်အဲ့ဒါဆိုရင်ခရစ်တော်ရဲ့မျိုးစီအကျဲကိုခံဖို့အတွက်ခရစ်တော်ကိုအကျွမ်းမဲ့မိမိကိုယ်ကိုပေးအပ်တဲ့သူ